တပ်တွင်လူမှုကွန်ရက်အသုံးပြုမှုတွေကိုစစ်ဆေးကြမှတ်ဖို့စစ်ကောင်စောင်ညွှန်ကြားမှုဟာအခုလိုအချိန်ခါနဲ့အချိန်နေရထိရောက်မှုမရှိဘူးလို့ CDM တပ်မတော်သားတွေကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ19ရက်ကကယူရန်ဒေတာတိုင်းစစ်ဌာနချုပ်ကတပ်နယ်မိသားစုတွေနဲ့တွေ့ဆုံချိန်မှာစစ်ကောင်စောင်ကလူမှုကွန်ရက်အသုံးပြုရမှာမိမိနဲ့မိမိတို့ရဲ့အဖွဲ့အစည်းကိုထိခိုက်စေနိုင်တဲ့လှုပ်ဆောင်ချက်တွေမဖြစ်အောင်အသည့်တရားနဲ့အသုံးပြုတဲ့အတွက်တာဝန်ရှိသူတွေကလည်းထိမ့်သိမ့်ကြမှတ်ပေးဖို့လိုအပ်တယ်လို့ထည့်သွင်းပြော 이어서오케라바 အခုလိုပြောတာဟာတက်တွင်တရေနဲ့တက်ပုံတွေပေါက်ကြတာစစ်တပ်အပေါ်အများပြည်သူတွေရဲ့ဝေဖန်မှုတွေကိုမမြင်တွေ့စေချင်တာတွေကြောင့်လူမှုကွန်ရက်အသုံးပြုမှုကိုကန့်သတ်ချမှတ်စေတာဖြစ်ပေမဲ့အခုလိုအခြေအနေမှာစစ်ကောင်စောင်ရဲ့ညွှန်ကြားမှုကမထီရောက်နိုင်ဘူးလို့ CDM ဘိုးကြီးလင်းထအောင်ကပြောပါတယ်စစ်ကောင်စောင်ကအဲ့ဒီလိုပြောကြားခဲ့ပြီးနောက်မှာတော့ social media တွေပေါ်မှာစစ်တပ် uniform နဲ့တင်ထားတဲ့ဓာတ်ပုံ profile စတာတွေကိုစက်တင်ဘာလ28ရက်မတိုင်ခင်နောက်ဆုံးထားဖြုတ်ချဖို့ကိုစက်တင် င်ဘာလ20ရက်ကတက်တွင်မှညွှန်ကြားထားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ရှင်။